ီဖြူမြွတ်နယ်ကံပေါက်ဒေသမင်းသားကျေးရွာအုပ်စုစင်ဆယ်ရနာမှာဇွန်လ2ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပြီးစစ်ရေးပြန်တင်းမာနေတယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေစီကသိရပါတယ်။တည်င်းအပြည့်စုံကိုဒဝဲဝါရှိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။ရေဖြူမြွတ်နယ်ကံပေါက်ဒေသမင်းသားကျေးရွာအုပ်စုစင်ဆယ်ရနာမှာဇွန်လ2ရက်နေ့ကစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပြီးစစ်ရေးပြန်လည်တင်းမာလာနေပါတယ်။ စင်စရွာမှာအခြေချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကိုတော်လိုင်းရင်အားစုတွေကတွားရောက်တိုက်ခတ်တဲ့အချိန်လမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်ဧပြီလ20ရက်ကဖြစ်ခဲ့တဲ့မင်းသားရာတိုက်ပွဲပြီးစင်စရွာမှာစစ်ကောင်စီတပ်အင်အား60လောက်တပ်ဆွဲထားပါတယ်အဲ့ဒီပြင်လက်နက်ကြီးပစ်ကူဖို့ရေဒါတင်ပေါ်ကလည်းဟေးဆဲချောင်းဝပင်လယ်ပြင်မှာနေရာယူထားသေးတယ်လို့တော်လိုင်းရင်အားစုတွေကပြောဆိုပါတယ်ဇွန်လ2ရက်နေ့မှာထိတွေ့တိုက်ပွဲထမ်းမဖြစ်တော့ပေမဲ့ ဇွန်လ3ရက်နေ့ညပိုင်းမှာတော့လက်နက်ကြီးပစ်တံတွေကြားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ရွာထဲပြန်သွားနေကြတဲ့ရွာသားချို့ထပ်မံထွက်ပြေးတိရှောင်ခဲ့ကြရပါတယ်။ဧပြီလတတိယပတ်ကနေဇွန်လ3ရက်ထိရေဖြူမြစ်နယ်မင်းသားအုပ်စုမှာတိုက်ပွဲလင်းချိန်ထဲမနေဖြစ်ပွားခဲ့ပြီးမင်းသားအုပ်စုရဲ့ပတ်ဝန်းကျင်ခြေရွာတွေကဒေသခံထုံချီစစ်ဘေးရှောင်နေကြရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ပလောမြို့နယ်တဘူကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တို့ဇွန်လ2ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။မိုးလယ်2နာရီလောက်မှာအင်အားတရာဝန်းကျင်လောက်ပါတဲ့စစ်ကောင်စီတပ်ဟာစစ်တော်ရကျေးရွာဘက်ကနေစစ်ကြောင်းထိုးလာခြင်းတော်လန်ရေးပူပေါင်းတပ်ကတိုက်ခိုက်လို့တနအီဝန်းကျင်ကြားတိုက်ပွဲဖြစ်ပွားခဲ့တာပါ။တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကထိခိုက်သိမ်းဆုံးမှုရှိတယ်လို့သိရပြီးတော်လန်ရေးပူပေါင်းတပ်ဘက်ကထိခိုက်မှုမရှိဘူးလို့တော်လန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ လက်ရှိမှာတိုက်ပွဲဖြစ်တဲ့နေရာတဝိုက်ကိုတော်လှန်ရေးတပ်တွေကနေမြေရှင်းလင်းတာမှာစစ်ကောင်စီတပ်ကတိုက်ခိုက်မှုရှိလို့စစ်ကူတာထားတဲ့အနေအထားတွေတွေ့ရတယ်လို့ဆိုပါတယ်။ပလောမျိုးနဲ့ပကဖပြန်ကြားရေးတာဝန်ခံကလည်းတိုက်ပွဲဖြစ်တာမှန်ပြီးအသေးစိတ်အကြောင်းအရာကိုမသိရသေးဘူးလို့ဆိုပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကို NUG ရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO နဲ့ပလောပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့စီကသိရပါဗျ။ လောမျိုးနဲ့တဘူရွာနဲ့ဆက်တော်ရွာဝန်းကျင်မှာအခုနှစ်စံပိုင်းကစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်ခဲ့ပါရရှင်။